်မင်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မတ်လ28ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုက်ထွာရရှိခဲ့တဲ့အနိုင်ဆုံးအပူချိန်တွေကတော့နေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ီကနေ့မနက်6နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှာဖမ်းရရှိတဲ့ပုံရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီကပ်ပလီပင်လယ်ပြင်နဲ့ကျန်မင်္ဂလားပင်လယ်အော်တို့မှာတိမ်သက်တယ်မှာတိမ်တူထနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလဲပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီကျန်ဒေသတွေမှာတိမ်သင့်တင့်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြမပင်လေပြမလှိုင်းနေငယ်မှာလှိုင်းရင်တည်တင့်ရှိပါမယ်လှိုင်းမြမမြမကံယူတဲ့တစ်ချောင်းနဲ့ ကန်းလွန်ပင်လယ်ပြင်တို့မှာလေးပင်မှာခုနှစ်ပေကန်းရှိနိုင်ပါတယ်။ဒီကနေ့ညနေဒီခက်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမွေးနေငယ်ရှော်နိုင်ပါတယ်။စကန်နယ်ဒေသကြီး ရှမ်းပြည်နယ်အေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာတိမ်သစ်တင့်ဖြစ်ထွန်းပြီး ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာအများဖြင့်သားရပါမယ်။နေပြည်တော်နဲ့ဤတော်ရအတွက်ဒီကနေ့ညနေတိမိုးလဝတချင်းနေခမန်းကျမအများဖြင့်သားရပါမယ်။အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆက်စီယက်69ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေခင်းမိုးလဝတအခြေအနေခန့်မှန်းကြမှာတိမ်တင်းတင်းဖြစ်ထွန်းပါမယ်။ အမြင့်ဆုံးဝူချိန်မှာလည်း36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းကြမှာအများအားဖြင့်တာရပါမယ်။အမြင့်ဆုံးဝူချိန်မှာ39ဒီဂရီဆယ်စီယပ်102ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့စကန်နယ်ဒေသကြီးမန္တလေးဒေသကြီးမကွေးဒေသကြီးနေပြီးတော့ပဲခူးဒေသကြီး အေရရိတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေ့အပူချိန်များအနည်းငယ်ဒေါ်လာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။